တနင်္ဂနွေနေပွားတနင်္ဂနွေသားမြို့များမင်္ဂလာချက်ဒီအပေါင်းနဲ့ပြည့်စုံကြပါစေနော်အဲ့တော့1389ခုနှစ်ဆိုတဲ့နှစ်ကိုတော့ရရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ်အဲ့တော့1389ခုနှစ်တည်းမှာတနင်္ဂနွေသားသမီးတို့ရဲ့တနှစ်တာရေပုံရကန်စားတာကိုဒီနေ့ကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့တနင်္ဂနွေသားသမီးတွေက1389ခုနှစ်အတွင်းမှာအလောက်ကိုင်းတမွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စီအိန္ဒိယထိုင်းကင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စီမရင်မတဲ့ထူးခြားတဲ့အပြောင်းလဲတွေကြုံတွေ့တဲ့နှစ်တစ်ခုလို့ဆိုလို့ရပါတယ်။ အဲ့တော့အိမ်မှာနေလို့စိတ်မရှိတာအိမ်မှာနေရတာမပျော်ပိုက်တာမျိုးနဲ့မကြာခဏဖြစ်လွယ်တတ်ပါလေမိသားစုဆွေမျိုးတိုင်းဝိုင်းတွဲမှာလည်းဖခင်အကြီးအကဲဦးလေးဦးကြီးအကိုကြီးစသဖြင့်ပေါ့အမျိုးသားအကြီးအကဲတွေနဲ့စိတ်တော်ရမတိုက်ဆိုင်တာမကြာခဏစိတ်ဝမ်းကွဲเสียဖြစ်ရတတ်တဲ့နေ့မျိုးတစ်ခုဖြစ်ပါလေအဲနောက်တစ်ခုကတော့ငွေကြေးစည်းဘွားနဲ့ပတ်သက်တဲ့ကံပါဒီ1389ခုကတနေ့ငွေငွေဘွားတွေအတွက်ငွေကြေးနဲ့ပတ်သက်ပြီးတော့မထင်မှတ်ဘဲနဲ့အမွေရတာ ရင်ကားခြံမြီကိုအကြောင်းပြုပြီးတော့ငွေဝင်ကိန်းကြုံရလွယ်တဲ့နှစ်တစ်ခုပဲဖြစ်ပါတယ်။အဲကျမ်းမာရေးကြောင့်ငွေကုန်ချေကျများတာမကူညီတဲ့လူကိုကူညီမိတဲ့အတွက်ကြောင့်ငွေကြေးလက်ဟက်သက်ဆုံးရှုံးတာမျိုးတွေလည်းဒါသတိပြုရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့တင်းငွေတွေနေသားသမီးတွေပါ။ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့တင်းငွေနေသားသမီးတွေအနေနဲ့ကတော့လုပ်ငန်းတရရိတ်တိုးတက်တာမျိုးကြုံရမှာဖြစ်ပါတယ်။လုပ်ငန်း ခုခုဆိုရင်လုပ်ငန်းအတွက်စီးပွားအတွက်အလောတကြီးမလုပ်ဘဲနဲ့ပုံမှန်ပြပြနဲ့သွားမယ်ဆိုရင်လုပ်ငန်းစီးပွားအတွက်တရရရိတ်တိုးတက်မှုရရှိမယ်နှစ်တခုပဲဖြစ်ပါလေနောက်တစ်ခုကတော့ဝန်ထမ်းလောက်ကင်နေတဲ့တနင်္ဂနွေနေသားသမီးတွေပါတနင်္ဂနွေနေပွားတွေဝန်ထမ်းသမားတွေအဖို့ကြတော့ဝန်ထမ်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကန်စတာအင်မတန်အားနည်းတဲ့နှစ်လို့ပြောလို့ရပါတယ်လုပ်ငန်းထဲမှာပြဿနာပေါ်တာရန်များတာနှောက်နှေးကြံ့ကြာမှုတွေနဲ့အတူ PR တွေ pressure တွေအင်မတန်များလာတတ်တဲ့နှစ်တခုဖြစ်လို့ ဝန်ထမ်းသမားတွေအဖို့တော့စိတ်ရှည်တီးခံပြီးတော့လုပ်ကင်ဆောင်ရွက်ဖို့လိုအပ်တဲ့နှစ်တစ်ခုဖြစ်ပါတယ်။အဲရဲဝေးနိုင်ငံရဲ့ခြားမှာလုပ်ငန်းလှမ်းပြီးတော့ချိတ်ဆက်ပြီးတော့ရှာဖွေနေတဲ့တင်းငွေတွေသားသမီးတင်းငွေတွေနေပွားတွေအတွက်တော့မထင်မှတ်ဖဲနဲ့ကံကောင်းမှုတွေကြုံရလွယ်တဲ့နှစ်တစ်ခုလို့ဆိုလို့ရပါတယ်။နောက်တစ်ခုကတော့မေတ္တာရေးကိစ္စပါ။အဲတော့တင်းငွေနေပွားတွေအတွက်1389ခုနှစ်မှာဒါစင်ကယ်သမားတွေအဖို့လဲဒါမေတ္တာရေးမှာစမ်းပွင့်တာမျိုးပေါ့နော်။ ကြောင်းရမယ့်ကာလတစ်ခုဖြစ်ပါတယ်ချစ်သူသိရတာချစ်သူနဲ့ပတ်သက်ပြီးတော့ဒါရှိတဲ့သူတွေဖို့လည်းစိတ်ချမ်းမြေ့စရာကြုံရမယ့်နေ့တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့အိမ်အောင်ရေးပါတနင်္သမီးသားသမီးတွေအတွက်အိမ်အောင်ရေးကတော့ကရောက်အစလေးတွေရှိနေတတ်ပေမဲ့လည်းခက်ခဲတွေကိုတိုင်းမင်းညှိနှိုင်းပြီးတော့ဖြေရှင်းအဆင်ပြေမယ့်နေ့တစ်ခုဖြစ်ပါတယ်အိမ်အောင်ဘက်ရဲ့ညီငယ်ညီမငယ်မောင်အောက်လန်ငယ်သားစတာပြီးကြောင့်အိမ်အောင်ရေးမှာဆိတ်ရှုပ်စရာလေးတွေတော့ဒါအနေငယ်ကြုံရတတ်ပါတယ်နောက်တစ်ခုကတော့ကျမ်းမာရေးပါတနင်္သမီးတွေပါ နင်းငွေသားမျိုးတွေအတွက်ကတော့ကျမကြီးနဲ့ပတ်သက်ပြီးတော့ယင်ဝမ်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေအာယုံကျော်ဥကောင်းနှလုံးအယူစစ်ပိုင်းတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စေဒါသတိထားအပ်တဲ့နှစ်တစ်ခုဖြစ်ပါတယ်ဓာတ်ခိုက်စာကအပူအဆက်ဖြစ်လို့ဒါအပူအဆက်ကိုကျွန်တော်တို့ short စာပေးတင်ပါတယ်စီမားအစာမားဖြစ်တာမျိုးတွေလည်းဒါသတိပြုဆင်ခြင်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့နိုင်ငံရေးချခရီးပေါ့နိုင်ငံရေးချနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးချခရီးဝေးထွက်ခွာဖို့ကံရှိပေမဲ့လည်းဒါစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့မှထွက်ခွာခွင့်ရတတ်ပါတယ် တကယ်လို့နိုင်ငံရေးအခြေအကိုရောက်ရှိသွားပြီရဲဝဲကိုရောက်ရှိသွားပြီဆိုလို့ရှိရင်တော့ဒါကိုယ်တော်ကူညီဖေးမားတဲ့သူတွေပေါ်ပေါက်တာမိတ်ဆွေကောင်းတွေနဲ့ဆုံစည်းရတာမျိုးပြီးအဲကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ဒါကတော့1389ခုနှစ်အတွက်တနင်္ဂနွေနေ့ပေါ်တနင်္ဂနွေသားမီးတို့ရဲ့ဒါတနစ်တာရေပုံရကန်ဆာတာပဲဖြစ်ပါတယ်အဲ့တော့တနစ်လုံးမှာတနင်္ဂနွေသားမီးကြီးကန်ဆာတာတိုးတက်ကောင်းမွန်နေဖို့အတွက်မကြာခဏလှုပ်ဆောင်ပေးခြင်းနဲ့အဲလစဉ်လဲလှုပ်ဆောင်လို့ရတဲ့ရေရယာနီလန်းတစ်ခုကတော့ တနင်္ဂနွေနေ့မနက်9:00နာရီကနေပြီးတော့10:00နာရီခွဲအတွင်းပေါ့နော်။ဖះစီရီရဲ့တနင်္ဂနွေတောင်းမှာမီမီယိုဘန်း9ဝင်ဖះောင်းနိုင်အဝါရောင်9တိုင်းအမွေတိုင်း9တိုင်းလှူဒန်းပြီးတော့အလူရစုတောင်းရမှာပဲဖြစ်ပါတယ်။ဖះသွားဖို့အစင်မပြေတဲ့သူတွေကတော့မီမီတို့ရဲ့အိမ်ဖះကျောင်းဆောင်မှာပဲပူဇော်ပြီးတော့ဆုတောင်းလို့ရပါတယ်။ဒါကတော့တနင်္ဂနွေနေ့ဘွားတို့ရဲ့1389ခုနှစ်ကန်ဇာတာနဲ့ရရအစီရင်မဲ့ဖြစ်ပါတယ်။အားလုံးသောတနင်္ဂနွေ နေပွားတင်းငွေသားသမီးများနှစ်သက်မှာကံကောင်းပျော်ရွှင်ချမ်းမြေ့ခြင်းအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။